တကယ်ကျွန်တော်အလုံးပဲမင်္ဂလာပါ Animax Anime ကနေကြာချီစုလိုက်ပါရတယ်။ကျွန်နေ့နဲ့ဆက်ပေးမယ့် Anime ကတော့ Remake Season 2ရဲ့ Episode 7အထိပဲဖြစ်ပါရတယ်။ Sakura တို့လည်းမုံစင်းထဲမှာရှောက်လည်နေတဲ့ဆော်လေးတစ်ပွေကလူစိုးတွေလက်ထဲကနေထွက်ပြေးနေရတယ်။ Lenin နဲ့ညဘက်ကိုရောက်တော့ဆော်လေးတွေကမုံဝဲဆမ်လာလို့မေးတာကို Sakura တို့လည်းရှက်နေကြက Neri လည်းအိမ်မြန်တော့မယ်ဆိုပြီးထပြောတော့တယ်။ ဆာကူရာကတော့မင်းမသားမင်းပြန်ငါလိုက်ကြည့်ချင်သေးတယ်ပြောနေတော့ဆော်လေးတပွေကတိုက်ပေါ်ကနေခုန်ချလိုက်တာဆာကူရာပေါ်ကိုပြီးသွားခဲ့တယ်ဆော်လေးကဆာကူရာကိုနာသားသေးလားဆိုပြီးတော့မေးတယ်ဘာလို့ဒီပေါ်ကနေခုန်ချရတာလဲအော်ဟုတ်သားပဲတွားရအောင်မယ်အဲ့မှာဘဲကြီးတွေရောက်လာကထပီရတာမတန်ဘူးလို့ပြောနေလို့ဆိုလို့လဲကမာလေးကိုလည်းဖမ်းနေမှတီးသွားခဲ့တယ်ဘဲကြီးလည်းဆော်လေးကိုသူတို့စီကိုပြန်လာရင်လားမလာရင်အသားနာမယ်လို့ပြောတော့တွားဖို့လုပ်တာနေရီကပေးမတော့ပဲတားလိုက်တယ်ဆော်လေးတပွေကိုအုပ်လိုက်ကြည့်လိုက်ဖမ်းတာဘာသဘောလဲဘာလဲမကျင်နေဘူးလားမင်းတို့တွေကမာလေးကိုကာပေးလိုက်ရတယ်ငါဘာသာငါကောက်ွယ်မယ်ကမာလေးနဲ့နေခဲ့မယ် ကဲသူ့ကိုယုံကြည်ပြီးထားခဲ့လိုက်ငါတို့ပဲကြုံရအောင်ဟုတ်ပြီငါမင်းကိုယုံတယ်စောက်ကလေးတွေကိုကြုံကွာစူလည်းပြောင်ပြီးတဲ့ကိုရှယ်ကြုံလိုက်ကစခူရာလည်းရှယ်သိပေးတယ်စကူရာကိုပြန်ကြုံဖို့လို့တော့နောက်ပြန်ကစ်ကျွေးလိုက်လို့သူပဲတသွားခဲ့တယ်။အဲ့မှာတကောင်ကနယ်ရီကိုထိုးဖို့လို့တာကိုရှောင်းရင်းနဲ့တိုက်ပေးလိုက်တာပေါက်သွားတယ်။စကူရာလည်းယုံကြည်သွားကအရင်ရက်တွေကနယ်ရီလည်းစူဝနဲ့အတူတိုင်းနေလေ့ကျင့်ခဲ့လို့အခုလိုချနိုင်တာပဲဖြစ်တယ်။ ယုတ်တိအကန်ခံရခါနေမှာစူကကာပေးလိုက်ပြီးကင်ပေါက်လိုက်တယ်။စူလည်းသူ့တစ်ဖက်ကိုချီကျူးလိုက်ရင်နှစ်ယောက်ပေါင်းကျုံတော့တယ်။ဆာခူရာကတော့တကောင်မီးတောင်ကျုံရင်ဘော့စ်ကိုပါစလိုက်ကျွေးလိုက်ပြီးဆုံးသက်ပေးလိုက်တယ်။ နယ်ရီလဲမော်လိုထိုင်နေကပထမဆုံးပွဲမှာတော့အရန်ကောင်းနေလို့နောက်တစ်ခါဆိုင်အစ်စ်ဖြစ်သွားမှလူနဲ့တင်ပေးလိုက်တယ်နယ်ရီလဲကမလီနောက်ကိုလိုက်ရတဲ့သူတွေကိုဘသူလဲလို့မေးနေတော့စာကူရာတို့လည်းအကန့်ခံလိုက်ရတယ်ဒီကောင်ကကျန်းတယ်ဟာမင်းတို့ကရှီဇူကာကိုလိုက်ဖမ်းနေတဲ့ကောင်တွေလားဟဲ့နားထောင်အောင်နေရိုက်ခံထားရတာလားမင်းတို့တော့နားပြီပဲရှီဇူကာလည်းပါချပေးလိုက်ရင်ငါပြောတာနားထောင်ပြီးတော့တောင်းပန်ပါတယ်ဗျာရှီဇူကာကိုလည်းဖမ်းတဲ့သူတွေလို့ထင်သွားတာရှီဇူကာလည်းသူ့လူကိုကောင်းနေပြီတောင်းပန်လိုက်တယ်မင်းတို့ကဘသူတွေလဲ ငါကခန့်ကြီး၊သူမကရှိစုက၊သူမကအဆိုတော်လေ။ငါလည်းအဲ့ဘာမှအလုပ်လုပ်တာ။သူမရဲ့အတန်ကရှယ်ပဲနော်။နှစ်သမီးလေးလိုပဲ။ဆာကူရာလည်းရှက်နေပြီ။အဲ့မှာမှောက်တဲ့ကောင်ကထလာလို့ရှိစုကတို့ကိုဖယ်လိုက်ရင်ထိုးဖို့လုပ်နေတော့အကန့်ခံလိုက်ရတယ်။ရှိစုကတို့ဘက်ကလူတွေများကြီးရောက်လာပြီ။ခန့်ကြီး၊မင်းကတီးလိုက်လား။ငါလှုပ်ထားတာမဟုတ်ဘူး။ဒီချာတင်လေးနေဂျုံထားတာ။ကျေးဇူးတင်ပါတယ်။ငါတို့ကိုဒီမျိုးမှာ Rob Bo အချီစာလို့ခေါ်တယ်။ငါကဒီအဖွဲရဲ့ဥက္ကရာပေါ့ဟဲ့အောင်ဒီဘက်ကဒီဘက်မှာဆရာကြီးပဲဖူရင်းမပေါ်လာခင်ခနေကကျန်းနေတာဟာမင်းတို့ကဖူရင်းကလားဟုတ်သားပဲငါတို့သူတို့နဲ့ကွိုင်နေတာကို အော်ဖိုရင်းကချက်တိတ်နေလားမင်းရဲ့လက်သီးကပြင်းတဲ့အပြင်အရန်လက်ကျန်းတယ်မင်းကိုသဘောကျတယ်ကွာမင်းကရှက်နေတာပဲနင်တို့ကဖိုရင်းကဆိုတော့စူပါကီနဲ့ရောတိတ်လားငါတို့ကသူနဲ့တွေ့ဖို့လာတာလေဟုတ်လားငါတို့ကအတူတူဖြောပြကြတာလေဘာဝင်ရတော့စူပါကီရဲ့ကပြဖြောပြမှုတွေကိုတွေ့လိုက်ရတော့ကျွေးစင်းသွားကြတယ်အဆုံးရရှိပေးခဲ့ကြောက်တဲ့ငယ်ချင်းတို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်